စင်ကြာရှုံးမှုလက်ပေးလက်ယူမှုတွေနဲ့အေးအေးယူခံနေရတယ်။နမခတိုင်းမူဘုံမူကျောက်မြို့မေတွေရဲ့ဇနီးနဲ့မိသားစုဝင်တွေကိုပါစစ်တမ်းကဖမ်းဆီးတိုင်းမူတဲ့ဘုံမူကျောက်ကျော်သူရတာဝန်ဆယူပြီးစစ်စေရန်ကိုတွားစစ်စေနေအနောက်မြောက်တိုင်းစစ်တာနာကျောင်းနယ်မြေပြတဲ့သခိုင်းတိုင်းနယ်ချင်းပြည်နယ်မှာစစ်စင်ဟင်ကြာရှုံးမှုလက်ပေးလက်ယူမှုနဲ့ရင်းယူခံရတဲ့နမခတိုင်းမူဘုံမူကျောက်မြို့မေတွေရဲ့ဇနီးနဲ့မိသားစုဝင်တွေကိုပါစစ်တမ်းကဖမ်းဆီးတာကြောင့်နေပြည်တော်စစ်တပ်တနင်္ဂနွေကပြောတယ် နိုဝင်ဘာလ10ဝန်းကျင်ကစတင်ပြီးတိုင်းမဟောက်ပုံမှုချုပ်မြို့မင်းတွေကိုနေပြီးတော့စင်ယောင်ကဖန်စီစစ်ဆေးခဲ့ကြောင်းမူလာကဇနီးနဲ့မိသားစုဝင်တွေကိုမုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းမှုနေမှာနေတိုင်းဝေးပေးခဲ့ကြောင်း တို့ရရင်တိုင်းမှုပုံမှုကြောင့်မျိုးမင်းတွေကလက်ပေးလက်ယူမှုတွေပေါ်ပေါလာပြီးနောက်ဇနီးနဲ့မိသားစုဝင်တွေကိုစစ်တပ်ကကော့ယူဖမ်းဆီးသွားကြောင်းသိရပါတယ်။ဖမ်းနေဆိုတာတရားရည်ထိမ့်သိမ့်လိုက်တယ်ဆိုရင်ပုံမှန်ပဲဇနီးနဲ့မိသားစုဝင်တွေကိုလည်းစစ်တားတွေရှိတယ်။အခုကဇနီးရောမိသားစုဝင်တွေရောသားသမီးတွေရောအကုန်ထိမ့်သိမ့်ခံထားရလို့နေပြီးတော့စစ်တပ်သတင်းမြစ်ကပြောပါတယ်။ လက်ရှိနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းတွေကိုလက်ပြီးလက်ယူမှုစစ်စင်ရေးကြရှုံမှုနဲ့ရာထူးမှပေရှားစစ်ကောင်တင်လိုက်ပြီးရဲ့နောက်ကလော့ကနဲ့စေဦးစီတက္ကသိုလ်ကျောင်းကျေးဘုံမှုချုပ်ကျော်သူရကိုတိုင်းမှုတည်ပြခံလိုက်တယ်။နာမခတိုင်းမှုတည်ပြလာတဲ့ဘုံမှုချုပ်ကျော်သူရမှာကလော့စေဦးစီတက္ကသိုလ်ကျောင်းကျေးဖြစ်မှာတိုင်းမှုရာထူးကိုရာထူးတိုးရွှေ့ပြောင်းလာခြင်းဖြစ်တယ်။ ၎င်းမှာစစ်တပ်ကတော်ပတ်စဉ်40ခါနေပြည်ပြည်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှကုန်းစစ်စီကိုကဲမှုဌာနချုပ်မှုစေဦးစီတပ်ကတော်တို့မှရှာလူတော်ဝင်တွေကိုတန်းဆောင်ခဲ့သူဖြစ်ပါတိုင်းမှုတဲ့ဗိုလ်မှူးချုပ်ကျော်သူရမှာနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေပြီးစတင်တာဝန်ယူနေပြီဖြစ်သောယနေ့မှမော်ဟာမြို့ပေါ်ရှိစစ်စင်ရုံတွေကိုတွားရောက်အားပေးကြည့်ရှုခဲ့ကြောင်းသိရတယ်။ စစ်တပ်ရဲ့ဖမ်းဆီးရေးယူမှုကိုခံလိုက်ရရင်နောက်မြတ်တိုင်းစစ်ဌာနချုပ်တိုင်းမှာဖုံမှုကြုံမျိုးမေတွေကလှုပ်တင်ဖို့တင်နန်းဒေသ26ကဖြစ်ပြီးတမ17လောက်ကိုင်းဒေသကုကံမှုစစ်ဌာနချုပ်ကြောင်းမဲမဲတိစစ်စင်ရဲ့ကုကံမှုဌာနချုပ်တို့မှတမမှုတောင်းယူခဲ့က MNDA ထံမှလက်နက်ကြညံကန်သူလည်းဖြစ်ပါတယ်